လင်းမျိုးနွယ်ခွဲအိတ်မှာတော့လင်းကြံထန်းနဲ့လင်းရှောင်းတို့ကမိသားစုပြိုင်ပွဲမှာပါဝင်ဖို့ပြင်ဆင်နေကြတဲ့မိသားစုဝင်တွေကြားမှာလေးကျင်ကန်လုပ်ပေးနေခဲ့ပါတယ်။အခုတိုက်ခိုက်သူ၂ယောက်ကလင်းရှက်နဲ့လင်းဟုန်တို့ဖြစ်ကြပြီးရွဆွမ်းအင်ဘုံနောင်ပိုင်းအဆင့်တွေဖြစ်လို့လင်းရှောင်းကသူ့တို့မိသားစုခွဲဟာနောက်လာမယ့်ပြိုင်ပွဲမှာကောင်းမွန်တဲ့ရလက်ထွက်ပေါ်လိမ့်မယ်ဆိုပြီးယုံကြည်ချက်ရှိနေကြပါပြီ။ဒါအပြင်လက်ရှိလူ၂ယောက်ကလည်းမျိုးနွယ်ခွဲမိသားစုလေးမှာအကောင်းဆုံးမျိုးဆက်တွေဖြစ်ကြပါတယ်။ပြိုင်ပွဲပြီးသွားတဲ့အခါလင်းကြံထန်းကလင်းနှုံနဲ့ချင်းထန်းတို့အကြောင်းကိုမေးမြန်းကြည့်ခဲ့ပါတယ်။ လင်းနှုံကတာဟွန်မြို့မှာအရန်ကြော်ကြနေပြီးချင်းထန်ကတော့စွမ်းအင်ဖန်ဆင်းခြင်းပုံကိုရောက်ရှိနေပြီဖြစ်ကြောင်းလင်းရှောင်းကကုံတဲ့အဖွဲကနေကြားထားတဲ့သတင်းတွေကိုပြန်ရှင်းပြပေးလိုက်ပါတယ်။ဒီသတင်းကဝမ်းသာစရာဖြစ်ပေမဲ့လင်းရှောင်းကချင်းထန်အိမ်ပြန်လာတဲ့အခါသူမရဲ့အပြုတ်မှုတွေကအခြားသူတယောက်လိုထူးဆန်းနေတတ်တယ်ဆိုပြီးလှုပ်ဝက်ချက်တွေဖုံးကွယ်ထားကြောင်းစိတ်ရှုပ်ထွေးစွာပြောပြနေပါတယ်။တစ်ချိန်တည်းမှာပဲချင်းထန်ကအကြီးအကဲတယောက်နဲ့တွေ့ဆုံမှုပြုနေခဲ့ပြီးသူမကိုလေးကျင့်တင်ကြပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းဆိုပါတယ်။ ဒါပေမဲ့မိသားစုနဲ့ဆက်နေကျင်သေးတယ်လို့အကြောင်းပြလိုက်ပြီးအတူတူသွားဖို့ကံလန့်မှုကိုတော့ညှင်းပယ်ခဲ့လိုက်ပါပြီ။အကြီးကဲကဒေါသထွက်ရမယ့်အစားအနဲ့ရောက်လဲဆွဲတစ်ခု ထုတ်ပေးလိုက်တဲ့အပြင်သူမခန္ဓာကိုယ်ထဲမှာရှိတဲ့တကယ်ဆွမ်းအားကိုသိကျင်တဲ့အခါကျရင်သူစီဆက်သွယ်လိုက်ပါဆိုပြီးမှကြားခဲ့လိုက်ပါသေးတယ်။အခြားတစ်ဖက်မှာတော့ထန်ရှားရဲ့မျက်ညံတွေကိုသူမြင်တွေ့ခဲ့ရခြင်းကအစ်စ်မန်လားဆိုတာတေချာစီဖို့အတွက်လင်းနှုံဟာရင်အေးတက်တွေပြည့်နေတဲ့ရင်ယုတ်သေးတောင်တစ်ခုကိုရောက်ရှိလို့လာခဲ့ပါတယ်။ တကားဖွင့်ဝင်လိုက်တဲ့အခါဒီနေရာမှာအစင်းမြင့်ရုပ်သေးတစ်ခုကိုချိတ်ပိတ်ထားတာဖြစ်လို့မွေပါလေးကသတိထားဖို့ပြောလိုက်ပြီးဒီရုပ်သေးဟာကြောက်စရာအကောင်းဆုံးဖြစ်ပြီးလင်းနှုံရဲ့အဆောင်ရုပ်သေးထက်တောင်ပိုဆွမ်းထက်တယ်လို့ပြောပြလိုက်ပါတယ်။သူ့ရဲ့ဆွမ်းအားကနိဗ္ဗာန်စင်းနဲ့ညီမျှတယ်ဆိုတဲ့အချက်ကလင်းနှုံကိုအံ့အားသင့်သွားစေခဲ့ပြီးထန်းရှာတာဒီရုပ်သေးကိုအသုံးပြုတိုက်ခိုက်ခဲ့ရင်သူ့တေမှာကျင်းသေးတယ်ဆိုကထိတ်လန့်စွာပြောမိလိုက်ပါတယ်။ ဒါပေမဲ့ထန်ရှားရဲ့အစင်းလောက်နဲ့ဒီယုတ်သေးကိုအသုံးမပြုနိုင်သေးသလိုတေချာမထိန်ချုံနိုင်ရင်ဒီယုတ်သေးကပိုင်ရှင်ကိုပြန်လဲတိုက်ခိုက်နိုင်တဲ့ဒါနဖက်လိုဖြစ်သွားနိုင်တယ်ဆိုပြီးမွေပါလေးကရှင်းပြပေးနေခဲ့ပါတယ်။မွေပါလေးကဒီယုတ်သေးကိုဟိုးအရင်တုန်းကအစွမ်းထက်လူတယောက်ပြုလုပ်ခဲ့တာဖြစ်နိုင်တယ်လို့ယူဆသတ်မှတ်လိုက်သလိုဒီနေရာကိုတီထောင်တုန်းကထန်ရှားတယောက်မတော်တဆရှာတွေးခဲ့တာဖြစ်နိုင်ပါတယ်။ဒီယုတ်သေးကထန်ရှားပိုင်ဆိုင်မှုမဟုတ်တာကြောင့်အရန်အန်ဒီရဲ့များတယ်ဆိုပြီးလင်းနှုံကဒီကူကြီးကိုချိတ်ပိတ်ထွက်ပြေးခြင်းခဲ့ပေမဲ့မွေပါလေးကဝိညာဉ်ယုတ်သေးကိုအပိုင်သိမ်းယူခိုင်းလိုက်ပါတယ်။ ဒါကိုသာပိုင်ဆိုင်နိုင်မယ်ဆိုရင်လင်းလန့်ထန်းလို့កောက်မျိုးကိုတိုက်ခိုက်အနိုင်ယူနိုင်တယ်လို့ဒေတာအတွင်းမှလည်းလူနေငယ်လောက်ကသာသူ့ကိုချင်းချောက်နိုင်တော့မှဆိုပြီးမလုံပေးလိုက်တဲ့အခါစိတ်လှုပ်ရှားသွားတဲ့လင်းနှုံလည်းထိန်းချုပ်ပြီးပြန်မေးလိုက်ပါတယ်။မွေပါလေးကဘိုးဘေးအဆောင်တဲ့သွေးနဲ့ဆိုးရုပ်သေးကိုချိတ်ဆီးခတ်ဖို့ပြောလိုက်ပြီးဒီလိုရက်ကရာနှုန်းပြည့်အောင်မြင်မယ်လို့မတိကျပါပဲ။90ရာခိုင်နှုန်းလောက်တော့တေချာမှုရှိပါတယ်။ ီလိုနဲ့ချိတ်ဆီးဖွင့်တဲ့လုပ်ငန်းစဉ်မှာမွေပါလေးကလင်းနှုံရဲ့ဝိညာဉ်စွမ်းအင်တွေကိုဘိုးဘေးအဆောင်နဲ့စူးစိခိုင်းလိုက်တယ်လို့ရှောင်းယံကိုလည်းဝိညာဉ်ရုပ်သေးကိုအာယုံဆွဲဆောင်ထားဆိုပြီးတာဝန်ပေးလိုက်ပါတယ်။သူ့ရဲ့အဖို့ဖြစ်သူတွေနားလည်သွားပြီဆိုတာနဲ့မွေပါလေးကလုပ်ငန်းစဉ်ကိုချက်ချင်းစတင်ခဲ့လိုက်ပါတော့တယ်။အချိန်တစ်ခုကြာတန့်စင်နေတော့မှပဲဝိညာဉ်စွမ်းအလုံးလောက်မှုမရှိတော့တာကြောင့်သူတို့တွေလည်းပြဿနာကြီးတစ်ခုနဲ့စတင်ရင်ဆိုင်ရပါပြီ။သွေးနဲ့ဆိုးရုပ်သေးကစတင်ယုံကန်လာတဲ့အတွက်လင်းနှုံလည်းသူတို့စွမ်းအားနဲ့ဆိုရင်ရင်ဆိုင်နိုင်မှာမဟုတ်လို့အဆောက်ရုပ်သေးကိုပါတိုက်ပွဲတဲ့ဆင့်ခေါ်လိုက်ရပါတယ်။ ဒါပေမဲ့ဒီလုံရက်ကအချင်းကြီးဖြစ်ခဲ့ရပြီးလင်းတုံပြုတ်လောက်လိုက်တဲ့တဟွမ်းပင်လေတိုက်ခိုက်မှုတွေကိုလည်းအသားရချေဖြစ်ပစ်လိုက်သလိုအစောက်ရုပ်သေးကိုလည်းပြင်းပြင်းထန်ထန်တိုက်ခိုက်ရန်ကားနေခဲ့ပါတော့တယ်။သွေးနဲ့ဆိုးရုပ်သေးကသွေးစာနေပြီဖြစ်တာကြောင့်မွေပါလေးနဲ့ရှောင်းရံတို့ကရုပ်သေးအာယုံကိုဖန်ဆားဖို့ရည်ရွယ်ခဲ့ကြပါတယ်။ဒီလိုမှသာလင်းတုံဟာဘိုးဘေးအဆောင်နဲ့ချိတ်ဆီးဖွင့်နိုင်ဖို့အခွင့်အရေးရှိမှဖြစ်ပြီးမွေပါလေးကလင်းတုံအနေနဲ့ချိတ်တစိုက်ကိုဘလောက်ကြာကြာပြီးပြည့်စုံအောင်လုပ်နိုင်မယ်ဆိုတာတေချာမသိပေမဲ့လုပ်ငန်းဆင်ပြီးတဲ့အထိရှောင်းရံကိုအချိန်ဆွဲတိုက်ခိုက်ခိုင်းလိုက်ရပါတယ်။ တိုက်ပွဲကဆက်လက်ဖြစ်ပွားနေခဲ့ပြီးလင်းတုံကလည်းဒီအတော်အတွင်းသူ့ရဲ့စူးစမ်းမှုတွေကရလက်မထွက်လာတာကိုစိတ်ပြက်နေခဲ့ရပါပြီ။စွမ်းအင်လုံလောက်မှုမရှိမှန်သတိပြုမိတဲ့အခါလင်းတုံကဒီနေရာမှာရှိနေတဲ့ရင်အေးတက်တွေကိုအသုံးချဖို့စူးစမ်းခဲ့ပြီးမွေပါလေးနဲ့ရှောင်းရံတို့ကအခွင့်အရေးဖန်တီးပေးနေကြလို့ဘိုးဘေးအဆောင်ရဲ့ဝါမျိုးချင်းစွမ်းအားကိုစတင်အသုံးပြုလိုက်ပါတော့တယ်။အေးစွမ်းအင်တွေကိုဘိုးဘေးအဆောင်နဲ့ဆုပ်ယူပို့ဆောင်နိုင်ခဲ့တဲ့အခါဒီအရာကသွေးနဲ့ဆိုးရုပ်တွေရဲ့တိုက်ခိုက်မှုကိုထိတ်တန့်ရင်ဆိုင်နိုင်ခဲ့ပြီးပြည့်လဲကျသွားတဲ့အချိန်မှာပဲဘိုးဘေးအဆောင်နဲ့ချိတ်ပိတ်ပစ်လိုက်နိုင်ပါတယ်။ ။ဒီဖြစ်ရပ်တွေ့ပြီးတဲ့နောက်မွေပါလေးကလင်းနှုံကိုဝမ်းမြိုခြင်းဘိုးဘေးအဆောင်ကိုပေါ်ပေါ်ဆဆမတုံးဖို့တတိပေးခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဘိုးဘေးအဆောင်ရဲ့လှုပ်ခတ်မှုကစွမ်းအားကြီးပညာရှင်တွေကိုသူ့နောက်အမဲလိုက်လာစေနိုင်လို့ပါ။လင်းနှုံကမွေပါလေးရဲ့တတိပေးချက်ကိုလက်ခံခဲ့ပြီးနဆိုးရုပ်သေးကိုဘလို့အုံပြရမလဲမေးကြည့်လိုက်တော့လင်းနှုံရဲ့ဝိညာဉ်စွမ်းအင်တွေကိုဘိုးဘေးအဆောင်နဲ့ထည့်သွင်းလိုက်ရုံနဲ့ရုပ်သေးထဲမှာစိတ်ဝိညာဉ်အမှတ်အသားတစ်ခုဖန်တီးနိုင်ကြောင်းပြန်ရှင်းပြလာခဲ့ပါတယ်။ ဒါကြောင့်လင်းတုံစီမှာလုံလောက်တဲ့ဆွမ်းအားရှိနေရင်နဆိုးရုပ်တွေကိုစိတ်ကြိုက်ထိန်ချုပ်နိုင်မှာဖြစ်ပြီးအခုချိန်မှာတော့အရေးကြီးတဲ့အခိုက်အတန့်တွေမှာသာအသုံးပြုနိုင်အောင်မှာဖြစ်ပါတယ်။ဒီရှင်းပြချက်ကိုနားလည်သွားတဲ့အခါသူတို့တွေတာဝန်ကန်နိုင်ရာကြီးထဲမှာအချိန်နှစ်နှစ်ကြာအောင်လှည့်လည်သွားလာကြရင်ရေဒနာတွေအများကြီးရှာဖွေတွေ့ရှိခဲ့ကြတာကြောင့်မျိုးနွယ်ခွဲအိမ်တော်ကိုပြန်ကြရအောင်ဆိုပြီးရည်ရွယ်ထွက်ခွာခဲ့ကြသလိုမွေပါလေးကလင်းတုံရဲ့မိုးကြိုးခန္ဓာကိုကျင့်စဉ်ကိုအစင်းထမြင်ခိုင်းလိုက်ပါသေးတယ်။ ခြားတစ်ဖက်မှာတော့အကြီးကဲမလောင်ကြောင့်ရင်းခွေကိုင်းတစ်ခုလုံးပျက်စီးရွရွေးနေခဲ့ရပြီးထန်းလီနဲ့အကြီးကဲတွေလည်းဆုပ်ပြတ်တက်နေခဲ့ရပါတယ်။အကြီးကဲမှာဒီနေရာကိုရောက်လာတဲ့အကြောင်းအရင်းကဘိုးဘေးအဆောင်ရဲ့စွမ်းအင်လောက်ခတ်မှုကြောင့်ဖြစ်ပြီးယေဒနာပျက်စီးဘယ်မှာရှိနေသလဲဆိုတာမေးမြန်းစစ်ဆေးလိုက်တော့ထန်းလီကအဲ့ဒီယေဒနာကိုလင်းနှုံလို့ခေါ်တဲ့လူကယူဆောင်ထွက်ခွာသွားပြီဖြစ်ကြောင်းရှင်းပြပေးလိုက်တာကြောင့်အဖိုးကြီးလည်းလင်းနှုံကိုလိုက်လံရှာဖွေပါတော့တယ်။လီမီတာစုအတွင်းမှာတော့ပြိုင်ပွဲပြင်ဆင်ဖို့အတွက်မိသားစုရဲ့အကြီးအကဲတွေစုဝေးနေကြပြီးမျိုးနွယ်ခွဲတယောက်ကြောင့်အချင်းများနေလျက်ရှိကြပါတယ် လင်းလန်ထန်လဲမိသားစုရဲ့အဓိကခမ်းမကြီးစီကိုရှောက်လာနေတာမြင်ရပြီးအကြီးကဲလေးမှုနဲ့လင်းကျန်းတို့ကတော့အငင်းပွားနေစေဖြစ်ပါတယ်။လင်းမှုကလင်းနှုံကိုအဓိကမိသားစုဝင်ဖြစ်တတ်မှတ်ဖို့အကြံပြုခဲ့တယ်လို့လင်းနှုံဟာတာဝန်ကြောက်တိုင်မှာအစွမ်းထုတ်ပြခဲ့တာကြောင့်ဆိုပြီးအကြံပေးနေခဲ့ပေမဲ့လည်းတစ်ဖက်လူတွေကညှင်းပယ်ခြင်းနေခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုတော့လင်းနှုံဟာမျိုးနွယ်ခွဲဝင်တယောက်ဖြစ်ပြီးသူတို့မျိုးနွယ်ထဲမှာလင်းလန်ထန်လို့လူတယောက်ရှိနေတာကြောင့်ပါ။ အကြီးကဲနှင့်ဦးရဲ့ရန်ဖြစ်မှုနဲ့ဒီဆွေးနွေးမှုကပြိုင်ပွဲပြဿနာကိုဆွေးနွေးဖို့ဖြစ်တဲ့အတွက်မျိုးနွယ်ကောင်းဆောင်လင်းဖန်ကစကားဝိုင်းကိုလမ်းကြောင်းပြောင်းခဲ့ပါတယ်။အကြီးကဲနှစ်ယောက်ကသဘောထားကွဲလွဲနေကြတဲ့အတွက်သူကလင်းလန်ထန်းကိုပြိုင်ပွဲအတွက်တောင်းအယူဖို့ပြောလိုက်ပါတယ်။ညဘက်မှာလင်းလန်ထန်းတရားထိုင်ကျင့်ကြံနေတဲ့သူခန္ဓာကိုယ်ထဲမှာရှိတဲ့ပညာရှင်ဝိညာဉ်ကြီးကလင်းတုံကိုတက်ပစ်လိုက်ဆိုပြီးအမိန့်ပေးလာခဲ့ပါပြီ။ဒီဝိညာဉ်ဟာမွေပါလေးနဲ့အတူတူပဲဖြစ်ပေမဲ့သူ့စီမှာစိုးညစ်တဲ့ရည်ရွယ်ချက်သာရှိပြီးလင်းတုံစီကနေဝါမျိုးချင်းဘိုးဘေးအဆောင်ကိုလိုချင်နေတာဖြစ်ပါတယ် လင်းလန်ထန်းကသူ့ကူညီမပါဘဲနဲ့တောင်လင်းတုံကိုအလွယ်တကူတတ်နိုင်ကြောင်းအခိုင်အမာပြောတဲ့အခါရိုင်းဆိုင်တဲ့စကားဖြစ်လို့အေဒီဝိညာဉ်လည်းဒေါသထွက်သွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့သူ့ရဲ့အကူအညီမရှိရင်လင်းလန်ထန်းဟာဒီလိုအောင်မြင်မှုမျိုးကိုရရှိနိုင်မှာမဟုတ်ဘူးလို့ပြောပြီးသူ့အမိန့်ကိုမနာခံဘူးဆိုရင်လင်းလန်ထန်းကတည်ခြင်းနဲ့ကြုံရရလိမ့်မယ်ဆိုပြီးထက်သတိပေးလိုက်ပါတယ်။ဒီဖြစ်ရပြီးတဲ့နောက်အကြီးကဲလင်းကျန်ရောက်လာပြီးပြိုင်ပွဲအကြောင်းနဲ့လင်းတုံအကြောင်းကိုသူ့စီကနေအမြင်တချို့လာမေးကြည့်ပါတယ်။ အကြီးကဲလဲမှုကလင်းနှုံကိုဘိုးဘေးမိသားစုဝင်တဲ့ထဲသွင်းခြင်းနေတာကြောင့်လင်းကျန်းကအရန်ကန့်ကွက်ချင်နေခဲ့တာဖြစ်တယ်လို့လင်းလန်ထန်းကလည်းမိသားစုတပည့်တွေအတွက်အကောင်းဆုံးလုပ်ပေးမယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်။ဒါအပြင်လင်းနှုံဟာကောင်းမာတဲ့ကောင်လေးတစ်ယောက်ဖြစ်တယ်လို့သူဟာရန်ချင်မျိုးမှရှိတဲ့မျိုးနွယ်ကွဲကလာရောက်မှဖြစ်ကြောင်းလင်းကျန်းသိသွားတဲ့အခါလင်းနှုံရဲ့အဖိုးဖြစ်သူလင်းကျန်းထန်းကြောင့်ကိုပြန်တရီရသွားခဲ့ပါတယ်။ အကြောင်းကတော့လွန်ခဲ့တဲ့နှစ်နှဲငယ်တုန်းကလင်းကျန်ထန်းကိုအဓိကမိသားစုတွေကနေနှင်ထုတ်ခဲ့ဘူးတာကြောင့်နောက်လာမယ့်ပြိုင်ပွဲကြရင်လင်းကျန်ကရန်ချမျိုးနွယ်ကွဲကိုအံ့အားသင့်စရာပေးဖို့ရည်ရွယ်ထားလိုက်ပါတော့တယ်။တချိန်တည်းမှာပဲလင်းနုံကအချိန်နှစ်လကျော်လောက်မိုးကြိုးခန္ဓာကိုယ်ကိုအောင်မြင်ခြင်းအဆင့်ထိမြင့်တင်နိုင်ခဲ့တဲ့အတွက်မွေပါလေးကဒီအောင်မြင်မှုကိုအရန်ကျဉ်နေနေခဲ့ပါတယ်။ ဒီလိုတိုးတက်မှုမျိုးနဲ့သွေးနဲ့ဆိုးရုပ်သေးကိုပိုင်ဆိုင်ထားမယ်ဆိုရင်ဒေတာတွင်းမှာလင်းနှုံကိုရှင်ပြိုင်နိုင်တဲ့သူလက်ချိုးရည်တွေ့လို့ရပြီဆိုပြီးထပ်ပြောပြတဲ့အခါလင်းနှုံကဒီနေရာမှာအယမ်းကြကြလေးချင်းခဲ့ရပြီဖြစ်လို့မိသားစုပြိုင်ပွဲအချိန်နီးကပ်လာပြီဆိုတာကိုသတိရသွားခဲ့ပါတော့တယ်။မျိုးနွယ်ခွဲစီကိုချက်ချင်းပြန်ဖို့ရည်ရွယ်လိုက်တဲ့အချိန်ကြီးမားတဲ့ဆွမ်းအားတစ်ခုကသူ့တို့ဘက်ကိုအမြန်ရောက်ရှိလာခဲ့ပြီးအဲ့ဒီဆွမ်းအင်ကအဖိုးကြီးမာစီကနေထွက်ပေါ်နေတာဖြစ်ပါတယ်။ အဖိုးကြီးကလင်းတုံစီကနေဘိုးဘေးအဆောင်ကိုလူယူခြင်းနေတာဖြစ်ပြီးလင်းတုံကလည်းတဖက်လူဟာနေပန်စင်းကျင်ကျန်သူဖြစ်လို့ထွက်ပြေးဖို့အခွင့်အရေးမရှိတော့မန်သတိပြုမိလိုက်တာကြောင့်တွေးဆုံဖို့ဆုံးဖြတ်လိုက်ရပါတယ်။မာလောင်ရောက်လာတဲ့အခါစကားများကြီးကြွေးဝိုက်ပြောမနေပဲသူ့ရဲ့ရည်ရွယ်ချက်ကိုချက်ချင်းထုတ်ဖော်လိုက်ပြီးလင်းတုံစီကနေဝါမျိုးချင်းအဆောင်ကိုလက်လျှော့ဖို့တောင်းဆိုခဲ့လိုက်ပါတယ်။လင်းတုံကဒီအဖိုးကြီးပြောနေတာကိုဘာတစ်ခုမှနားမလည်တယ်လို့မျိုးဟန်ဆောင်ခဲ့ပေမဲ့မာလောင်ကယုံကြည်ခြင်းမရှိခဲ့ပါဘူး။ သူကလင်းတုံခန္ဓာကိုယ်ကိုစစ်ဆေးဖို့ထောက်လန်းရေးနည်းပညာတစ်ခုကိုအသုံးပြုလိုက်တဲ့အခါခန္ဓာကိုယ်တစ်ခုလုံးကိုဖျက်တမ်းစစ်ဆေးပြီးတာတောင်ဘိုးဘေးအဆောင်ကိုလုံးဝခံစားမိခြင်းမရှိတာကြောင့်စိတ်ရှုပ်ထွေးသွားခဲ့ရပါပြီ။စွမ်းအင်လောက်ခတ်မှုကိုသူတေချာခံစားမိခဲ့ပေမဲ့ရေးရောင်မှတွေးရတာကြောင့်အဖိုးကြီးနဲ့လင်းတုံကိုသူနဲ့အတူခေါ်သွားပြီးတေချာစစ်ဆေးကြည့်ကျင်နေခဲ့ပါတယ်။လင်းတုံကသူ့စီမှာသွားစရာကိစ္စရှိသေးတယ်ဆိုပြီးရှင်းရှင်းလင်းလင်းညှဉ်းဆုပ်ပြလိုက်တာကြောင့်တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ကြရပါတယ်။ လင်းတုံဘက်ကမိုးကြိုးခန္ဓာထုတ်သုံးတဲ့အခါအဖိုးကြီးမကဒီစွမ်းရည်ကိုတစ်ချက်အတိမပြုတ်လိုက်ပေမဲ့သူတို့နှစ်ယောက်ကြားမှာအဆင်ချင်းကွာခြားနေတဲ့အတွက်သူ့ရဲ့တိုက်ခိုက်မှုတွေနဲ့ဖန်စီကျုံနောင်ချင်းပညာရက်တွေအောက်မှာလင်းတုံကိုချက်ချင်းပိတ်လောင်ပြစ်နိုင်ခဲ့ပါတယ်။တခြားရွေးချယ်စရာမရှိတော့တဲ့အတွက်လင်းတုံကပိတ်လောင်ခြင်းအစီရင်ထဲကနေလွတ်မြောက်ရုံထွက်နိုင်အောင်သွေးနဲ့ဆိုးရုပ်တွေကိုချက်ချင်းစင့်ခေါ်ပြစ်လိုက်ရပါပြီ။ အဲ့ဒီရုပ်သေးကမာလောင်ကိုရိုင်းဆိုင်စွာတိုက်ခိုက်ခဲ့ပြီးအဖိုးကြီးလည်းသူ့ရှိကကောင်စုပ်လေးဟာသူ့နဲ့အဆင့်တူတဲ့ရုပ်သေးတစ်ခုကိုပိုင်ဆိုင်ထားတဲ့အတွက်အလွန်အံ့အားသင့်သွားခဲ့ရပေမဲ့ဒီဝက်ဖဲကအတုံးဝင်မှာမဟုတ်ဘူးဆိုပြီးကြောဝါပြောဆိုခဲ့ပါတယ်။နဆိုးရုပ်သေးကိုအချိန်တစ်ခုထိပဲထိန်းချုပ်နိုင်မှာဖြစ်လို့လင်းတုံဘက်ကရေရှိတိုက်ပွဲကြီးဆင်နွှဲဖို့မဖြစ်နိုင်ပါဘူး။ဒါကြောင့်လင်းတုံဟာသွေးနဆိုးရုပ်သေးနဲ့အတူဝါမျိုးချင်းဆွမ်းအင်ကိုအဆောင်တစ်ခုပေါ်မှာပေါင်းဆက်လိုက်ပြီးအဖိုးကြီးမှာကိုလှည့်ဖြားဖို့အတုံးပြုတ်လိုက်တဲ့အခါအရာအလုံးကသူ့စီစဉ်ထားတဲ့အတိုင်းအောင်မြင်သွားခဲ့ပါတော့တယ်။ မာလောင်လည်းအနေငယ်ရှုပ်ထွေးသွားပြီးဒီပစ္စည်းလေးကဝါမျိုးချင်းဘိုးဘေးဆောင်လားဆိုပြီးမေးမြန်းလာတဲ့အခါလင်းနှုံကဒီယာဟာသူ့ရဲ့ဝိညာဉ်ဆောင်ဖြစ်ပြီးဝါမျိုးချင်းဘိုးဘေးဆောင်ကိုတခါမှမကြားဘူးခဲ့ဘူးဆိုပြီးလင်းညာပြောဆိုလိုက်ပါတယ်။အဖိုးကြီးစီကနေဝိညာဉ်အဆောင်ပြန်တောင်းတဲ့အခါဒီအဆောင်ပေါ်မှာလည်းဝါမျိုးချင်းစွန့်အင်းရှိနေတာကြောင့်လေးလာဖို့ယူသွားခြင်းတယ်ဆိုပြီးဖန်ဆင်းခြင်းအစ်စ်မှရှိတဲ့အစ်စ်မြင့်တိုင်းပညာတစ်ခုနဲ့လဲလှယ်ကြဖို့ကန့်လန့်လာခဲ့ပါတယ်။ဒီကလည်းမှုကဆွဲဆောင်မှုရှိတဲ့အတွက်လင်းနှုံလည်းတန်းတဘောတူပေးလိုက်ပြီးတောင်းတန်းဒေတာတွေဘက်ကိုအ мян ထွက်ခွာလာခဲ့ပါတော့တယ် ခီးစဉ်အတွင်းလင်းတုံဟာဒီအဖိုးကြီးကိုလှည့်စားနိုင်ခဲ့ပြီးတိုင်းပညာစာလိတ်ကိုရယူနိုင်ခဲ့တဲ့အတွက်ပျော်ရွှင်နေခဲ့ရပေမဲ့မာလောင်ကမကောင်းတဲ့လူဖြစ်မှန်သတိပြုမိတာကြောင့်ဒီတိုင်းပညာကအစ်စ်လာအတူလာဆိုပြီးတေချာစစ်ဆေးကြည့်နေပါတယ်စစ်ဆေးပြီးတဲ့အခါဒီတိုင်းပညာကပျက်စီးနေတဲ့မိတုစာလိတ်ဖြစ်တာကြောင့်သူအရင်စိတ်ပြတ်သွားခဲ့ရပါပြီဒီအချိန်မှာပဲသူတို့ထွက်လာတဲ့နေရာကနေတိုက်ပွဲကြီးတစ်ခုဖြစ်ပေါ်လာပြီးပောက်ကွဲတံတချို့ကိုသူကြားလိုက်ရတာကြောင့်တိကျင်စိတ်ပြင်းပြလာတဲ့လင်တုံးလဲရှောင်းရံကိုနောက်ပြန်လဲဖို့တောင်းဆိုခဲ့လိုက်ပါတော့တယ် သူတို့ရောက်လာပြီးမကြားခင်မှာပဲလင်းတုံဟာမာလောင်ကိုဖိအားပေးတိုက်ခိုက်နေတဲ့သူကသူအယံတရိရနေတဲ့လင်ချင်းကျူးဖြစ်နေမှန်တီးလိုက်ရတာကြောင့်အယံအံအားတင့်သွားခဲ့ရပါတယ်။အဖိုးကြီးမာကဆရာဖြစ်သူမိန်ကိုချိုးဖောက်ပြီးရှေးဟောင်းရစ်ပလင်တွေကိုစောင့်ချက်ခြင်းမပြုဘဲတနေ့ရရရှောက်သွားနေလို့ဆိုပြီးချင်းကျူးတယောက်ဒေါသထွက်နေခဲ့ရတယ်လို့အခုချက်ချင်းဂိုင်းကိုပြန်လာခဲ့လိုက်ဆိုပြီးခေါ်သွားဖို့ပြင်လိုက်ပါတယ်။ ဒါပေမဲ့အဖိုးကြီးမကဘိုးဘေးအဆောင်ရဲ့တဲလွန်စားကမင်းတို့ထက်ပိုကြီးကြီးတယ်ဆိုပြီးစကားနာထောင်ခြင်းမရှိခဲ့သလိုသူ့ရဲ့ဆွမ်းအားကမင်းထက်သာလွန်တယ်ဆိုပြီးကြင်ကြံစင်ကိုအတင်းတို့မြင့်ပစ်လိုက်ကတိုက်ခိုက်ဖို့စိန်ခေါ်ခဲ့လိုက်ပါတယ်အဖိုးကြီးဘက်ကအစွမ်းကုန်ထုတ်တိုက်ပေမဲ့ချင်းကျူးကအသားရရင်ဆိုင်နိုင်ခဲ့ပြီးမာလောင်ရဲ့မာနာကြီးတဲ့စကားတွေကိုစိတ်ကုံလာတဲ့အခါမှာတော့သူ့ဆန္ဒကိုလိုက်ရောလိုက်ပြီးကြာပန်းပွင့်ကြီးချမအသေးသက်ပစ်ပေးလိုက်ပါတော့တယ်လင်းနုံကဒီဖြစ်ရက်တွေ့ပြီးတဲ့အထိအပင်နောက်မှာပုံအောင်နေစေဖြစ်ပြီးတစုံတယောက်ရှိနေတာကိုချင်းကျူးလဲသတိထားမိလိုက်ပါတယ် လင်းနှုံကအတံပြောင်းလဲလိုက်ရင်သူဒီနေရာကိုလေးချင်းမှုပြုလို့ရင်မတော်တဆရောက်လာမိတာဖြစ်ကြောင်းရှင်းပြလိုက်တဲ့အတွက်ချင်းကျုကလည်းဂိုင်းကိစ္စရှင်းလင်းမှုကနောက်ဆက်တယ်လို့ဖြစ်သွားရင်တောင်းပန်တယ်လို့ပြောပြီးဒီနေရာကနေချက်ချင်းထွက်ခွာသွားခဲ့ပါတော့တယ်။ငွေပါလေးကတော့လင်းနှုံရဲ့တတိကြောင်တဲ့လောက်ရက်ကိုစိတ်ဆိုးဒေါသဖြစ်နေရပါတယ်။ဘာလို့လဲဆိုတော့လင်းနှုံကလင်းချင်းကျုကိုအယံတရိရနေတာဖြစ်ပေမဲ့အခုချိန်မှာပုံကွယ်နေလို့ပါပဲ။ လင်းနှုံကတော့အခုချိန်ဟာသူ့ကိုတွေးဖို့တင်းတော်တဲ့အချိန်မဟုတ်ဘူးဆိုပြီးအကြောင်းပြခဲ့တယ်လို့သူ့စီမှာအောင်မြင်မှုတွေအများကြီးတိုးတက်လာခဲ့ပေမဲ့ဒါဟာလုံလောက်မှုမရှိသေးဘူးဆိုပြီးစိတ်ပြတ်စွာပြောပြမိလိုက်ပါတယ်။မွေပါလေးကတော့လင်းနှုံစီမှာဝါမျိုးချင်းဘိုးဘေးအဆောင်ရှိနေရင်ထက်ရွှန်ကုန်းမြေကြီးတစ်ခုလုံးမှာအနည်းနဲ့အမြတ်အစွမ်းထက်ဆုံးတိုင်းပညာရှင်ဖြစ်လာလိမ့်မယ်ဆိုပြီးအားပေးစကားပြောခဲ့ပါတယ်။အဲ့ဒီနောက်ဆွေးနွေးစရာဘာမှမရှိကြတော့တဲ့အတွက်လင်းနှုံတို့လည်းမျိုးနွယ်ခွဲမိသားစုလေးကိုချက်ချင်းထွက်ခွာလိုက်ကြပါတော့တယ်။